တခါတလေလေပฏิပခတ်တစ်ခုရဲ့အဆုံးအဖြတ်ပေးတဲ့အခိုက်တန်းဒီဆိုတာတိုက်ပွဲမြေပြင်မှာချီးပဲဖြစ်တာမဟုတ်ဘူးနော်ဟုတ်တယ်လူတွေရဲ့ယုံကြည်မှုတို့ချစ်မှုတို့ပြိုလဲသွားတဲ့နေရာဒီမှာလည်းဖြစ်တတ်တယ်ဒီနေ့ကျမတို့နန်း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 ဆွေးနွေးမိအကြောင်းအရာကအဲ့ဒီလိုအခိုက်တန်းတစ်ခုအကြောင်းပါပဲ စစ်ကိုင်းတိုင်းမင်းကြီးမြို့လည်းကဖြစ်ရတဲ့ခုကိုခြေခံပြီးတော့ရရှိထားတဲ့တရင်အချက်လက်တီတုံးတချက်ဆောင်းပါးတဆောင်နဲ့လူတို့ရဲ့တုံပြန်တန်တီကိုစူးစီးပြီးအဖြစ်ပြက်ရဲ့နောက်ွယ်ကအဒီပေကိုနားလည်အောင်စ조사ကြည့်ကြတာပေါ့ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးမယ့်အဓိကဇလံကတော့မင်းကြီးမြို့နယ်မှာ CDM ပြုလုပ်ကြီးဒေသခံတွေတို့ရဲ့အားကိုးရခင်းနေရဲ့ဆောင်းဝန်တို့ကိုဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုကဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ပါပဲ ီလိုရက်ကလူတယောက်ကိုဖမ်းတာတဲ့အများကြီးပိုတဲ့ဂရဲရိုက်ခတ်မှုတွေရှိနေတယ်ဗျာဒေသခံတွေရဲ့ချောင်းမရဲ့ဆောင်းရှောင်းမှုနိုင်ငံတကာဥပဒေတွေတော်လိုင်းတစ်ခုရဲ့ကျင့်ဝင်နဲ့ပြည်သူယုံကြည်မှုအပေါ်ဘလို့တက်ရောက်သွားလဲဆိုတာကိုရရှိထားတဲ့အရင်မြင့်တဲ့တစင်စမ်းစစ်ကြည့်ကြပါမယ်ကောင်းပြီဒါဆိုရင်ဒီဖြစ်စဉ်ရဲ့ဇလန်းကိုအရင်ဆုံးပုံဖော်ကြည့်ကြရအောင်အချက်လက်တွေမပြောခင်မှာလीဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့မင်းငင်းမြို့နယ်ရဲ့အခြေအနေကိုရင်နားလည်ဖို့လိုမယ်ထင်တယ်။ ဆောင်းမမှာဖော်ပြထားတာက LED သားဟာပฏิပတ်ခတ်ဒီကြောင့်ကျန်းမာရေးဆုံးရှုံးမှုလုံးဝနှီးပါပျို့လျင်နေတဲ့နေရာတခုနော်အဲ့ဒီအချက်ကအရေးကြီးဆုံးပဲမင်းကင်းမျိုးနဲ့ဆိုတာဆေးဝါးရောဆေးဝါးမှာအင်မတန်ရှားပါနေတဲ့ဒေသတခုမှာအဲ့ဒီလိုနေရာမှာအသက်9မိနစ်၃ညံရွယ် CDM ဆေးဝါးကြီးဒေါက်တာဒေါခွန်းသူလင်းကကြေးရွာပေါင်း20ကျောင်းကပြည်သူတွေအသက်တဦးရေတော့အားကိုရနောက်ဆုံးမျိုးလင်းရလို့ဖြစ်နေကြတာလေမျိုးနဲ့ဆေးရုံအုပ်ကြီးရတူကိုဆော့လို့ပြီးပြည်သူပဲရတ္တိခိုင်းတဲ့သူဆိုတော့ သူကအစတည်းကပြီးသူကအများကြီးဆွလွန်အနေနာခံထားပြီးသားလူတစ်ယောက်ပေါ့အဲ့ဒီလိုလူကောမဘာဖြစ်လို့ဖမ်းဆီးရတာလဲဘသူတွေကဖမ်းတာလဲလူကောဖမ်းဆီးခဲ့တာကမင်းကဲမျိုးနဲ့တီးသူလုံချုံရဲ့ဖွဲ့ပလဖ်လို့ခေါ်တာလားဟုတ်ပါတယ်ပလဖ်ပြီးခဲ့တဲ့လ30ရက်နေ့ကပေါ့တင်တော့ရွာမှာဒေါက်တာဒေါခင်သူလင်းခွန်ခါတဲ့ဆေးခန်းကိုဝင်ရောက်ဖမ်းဆီးခဲ့တာပါအကြောင်းပြချက်ကကောသူတို့ပြီးတဲ့အကြောင်းပြချက်ကတော့အဲတရားဝင်ဆေးခန်းဖွင့်လှစ်မှုဆိုပြီးတော့ပဲခဏလေးတရားမဝင်ဆိုတဲ့စကားလုံးက ဒီအချိန်နေမှာနင်းနေတော့ထူးစားမနေဘူးလားနိုင်တော်ရဲ့ဂျမရီရဲ့နေရာတစ်ခုလုံးရတန်းငယ်လေပฏิပခတ်ဒေတာမှာအတက်ကဲနေလေစေခန်းတခန်းကိုတရားမဝင်လို့တမတ်တာရဲ့နောက်ွယ်ကယူတီကိုအေးမိတရားမေခွန်းထုတ်တာမျိုးမရှိဘူးလားအဲ့ဒါအဲ့ဒါကတန်တချက်ဆောင်မရဲ့အထီးကထောက်ပြချက်ပဲတရားဥပဒေစိုးမမှုမရှိတော့တဲ့နေရာမှာအသက်ကယ်နေတဲ့လူရက်ကိုဘလို့ဥပဒေနဲ့တိုင်းတာမှာလဲဆိုတဲ့မေခွန်းပေါ့ပိုပြီးတုံလို့ဆရာကောင်းတဲ့ချက်လက်တစ်ခုရှိသေးတယ် ဖန်စီမှုဟာတာမာအချိန်မှာဖြစ်ခဲ့တာမဟုတ်ဘူးဟင်တကယ်လားဘလို့ချိန်မျိုးမှာဖြစ်ခဲ့တာလဲစောင်းပါမှာအတိအလင်းဖော်ပြထားတာကတော့ခွဲစိတ်ကုသမှုခံယူနေတဲ့လူနာတွေခွဲစိတ်လူနာတွေရှိနေတုံးလားဟုတ်တယ်လူနာတွေမိဖွားလူနာတွေစေခါထဲမှာရှိနေခြင်းမှာဝင်ဖန်ခဲ့တာပါအိုးဒါတော့တတော်ဆိုးတာပဲဒါတော့ဒီဖြည့်ရရဲ့အတိပေကိုလုံးဝပြောင်းပစ်လိုက်တယ်ဒါလူတယောက်ကိုဖမ်းတာမဟုတ်တော့ဘူး ကူညီမဲနေတဲ့လူနာတွေရဲ့အသက်ရှင်ခွင့်ကိုပါတက်ရိုက်ချင်းချောက်လိုက်တာနဲ့အတူတူပဲလို့သုံးသပ်ထားတယ်။ဒါကတော့တကယ်ကိုကျင့်ဝတ်ရလုံးဝလက်မခံနိုင်တဲ့အခြေအနေပဲ။ဒီလိုဖန်ဆီးမှုပေါ်ဒေါက်တာဒေါခင်တူလွင်ရဲ့တုံ့ပြန်မှုကတော့ဘလို့ရှိခဲ့လဲ။ဗီဒီယိုဖိုင်တွေထွက်လာတယ်လို့ဆိုတယ်နော်။ဟုတ်ပါတယ်။သူ့ရဲ့တုံ့ပြန်မှုကအင်မတန်ပြတ်သားတယ်။ဗီဒီယိုထဲမှာသူကမတရားတဲ့သူတွေကိုမကြောက်ဘူး။နင်တို့ဥပဒေနဲ့ငါ့ကိုမပြောနဲ့ဆိုပြီးရေးရေးဝန်းဝိုင်းပြန်ပြောခဲ့တာတွေ့ရတယ်။ တန်းစင်းတို့သူ့ရဲ့ယက်တီ channel ယုံကြည်မှုကိုပြနေတာဗော့ဟုတ်ပါတယ်ဒီ feed ရဲ့တစ်ခုလုံးကိုခြုံကြည့်လိုက်ရင်လူတယောက်ရဲ့ရေးစွမ်းသက်တည်အသက်တွေရဲ့တန်မှုနဲ့အာနာရဲ့အသုံးချပုံမာယွင်းမှုတွေအကြောင်းဇလန့်တဖို့လိုပါပဲဒီလိုလုံးရမြို့ကလူသားတယောက်ရဲ့ခံစားချက်အရာကိုမားမိမှန်တည်တာတယ်ဒါပေမဲ့နိုင်ငံတကာဥပဒေရှုထောက်ကကြည့်ရင်ရောဘယ်လိုအတိတ်တွေတည်ရောက်မှုတွေရှိနိုင်လဲအဲဒီမှာဒီကိစ္စကပိုပြီးလေးနဲ့တော်တာပဲ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေ International Humanitarian Law ဆိုရရှိတယ်။အထူးသဖြင့် Geneva Conventions တွေပေါ့။အဲ့ဒီ Geneva Convention ဆိုတာစစ်ပွဲတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြားထဲကနေမွေးဖွားလာခဲ့တဲ့သဘောတူညီချက်တွေမဟုတ်လား။အနည်းလုံးတော့လူသားစာမှုကိုထိန်းသိမ်းထားနိုင်ဖို့ရည်ရွယ်ပြီးတော့လေ။တည်တည်ကြကြပဲ။အဲ့ဒီသဘောတူညီချက်တွေရဲ့အဓိကအချက်ကဘာလဲဆိုတော့ဘလို့ပဲတိုက်ခိုက်နေကြပါစေ။စေယုံစေခါ နှစ်ချမ်းမာရဲ့ဝင်ထမ်းတွေကိုပြင်မမထားဘူးသူတို့ကိုကြားနေ neutral အဖြစ်သတ်မှတ်ပြီးအကအကွယ်ပြရမယ်ဆိုတာပဲဒါကစစ်ပွဲတစ်ခုရဲ့အခြေခံဆုံးစီးမြင်ပဲဒါဆိုရင်လူနာကုနေတဲ့အစီအဝင်တယောက်ကိုလက်နက်နက်ဝင်ဖမ်းတာကအဲ့ဒီအခြေခံစီးမြင်ကိုချိုးဖောက်လိုက်တာပေါ့အဲ့ဒီကြပဲဒါကြောင့်လေတုံးတက်ချက်ဆောင်ပါမှာဒီလောက်ရဟာစစ်ရာဇဝဲမှု war crime မြောက်နိုင်တယ်လို့ပြင်းပြင်းထန်ထန်တုံတုံထားလားစစ်ရာဇဝဲမှုဆိုတဲ့စကားလုံးကအရန်လေးနဲ့တင်နော် ဟုတ်ကဲ့ဒါကတကဘာလုံးကလက်မခံနိုင်တဲ့လောရအထစ်တတ်မှတ်ထားတာမို့လို့ပဲဒါပြင်လူတွေရဲ့အသက်ရှင်ကျန်းမာခွင့် right to health ဆိုတဲ့အခြေခံလူ့အခွင့်အရေးကိုပါ တိုက်ရိုက်ချိုးဖောက်ရရောက်တယ်လို့ထောက်ပြထားတယ်ဥပဒေပိုင်းကိုခဏထားပြီးဒီမိုကရေစီနဲ့တော်လှန်ရေးဆိုတဲ့အသွေးခေါ်ပိုင်းကကြည့်အောင်ပြည်သူအစိုးရပြည်သူကာကွယ်ရေးဆိုတဲ့ခေါင်းစဉ်တွေအောက်မှာဒီလိုလောက်ရမျိုးဖြစ်လာတာကအင်မတန်ကြီးမားတဲ့ဝီရိုဒီတစ်ခုလိုပဲ။ဆောင်းမားက အဲ့ဒီအချက်ကိုဘလို့ခွဲခြားစစ်ပြထားလဲ။ဆောင်းမားရဲ့တုံ့တက်ချက်ကဒီနေရာမှာအရန်ကိုထိမိတယ်။ဒီမိုကရေစီရဲ့အုတ်မြစ်ကတရားဥပဒေစိုးမိုးရေး rule of law တဲ့။ဆိုလိုတာကအာဏာကိုလက်တဆုပ်ဆာလူကကြိုက်တယ်လို့တုံ့လို့မရပဲအားလုံးလိုက်နာရမယ်ဥပဒေပေါင်းတစ်ခု ရှိရမယ်ဆိုတဲ့သဘောပဲ။ဟုတ်ကဲ့။အခုဖြစ်စင်မှာကြတော့လက်နက်ကင်ထားတဲ့အဖွဲ့ကလက်နက်မဲ့ဖြစ်သူဝန်ထမ်းတူကို ဥပဒေဆိုတဲ့စကလုံးကိုခုတုံ့လို့ပြီး ဖန်းစီတယ်။ဒါတို့ကိုယ်တိုင်တော်လာနေမှမယ်ဆိုတော့အာနာရှင်စနစ်ရဲ့လောက်ရတ်တွေကိုပြန်ပြီးပုံတူကူးချနေတာနဲ့တူတယ်လို့တုံးတတ်ထားတယ်။ဒါတော်တော်လေးစူးရှိတဲ့ခြောက်ပြကျတွေကိုရဲထုတ်ချင်တဲ့အရာရဲ့ပုံစံကိုကိုယ်တိုင်ပြန်လေလုံးဆောင်မိနေတယ်ဆိုတဲ့သဘောမျိုးလား။ဟုတ်ပါတယ်။အာနာရှင်ရဲ့လက်နဲ့ကိုတုံးပြီးအာနာရှင်ကိုတော်လန်းလို့မရဘူးဆိုတဲ့ယူဆပေါ့။နောက်တစ်ချက်ကဒေါက်တာဒေါကင်တူလွင်ကိုယ်တိုင်က CDM လုပ်ပြီးဖြူတုတ်ဘတ်ဂျက်တီကရတူဖြစ်နေတာပဲ။ အဲ့ဒီလိုလူကိုရန်သူတယောက်လိုသဘောထားပြီးဆက်ဆံတာဟာဥပဒေအရမဟုတ်ပဲမင်းမက်စရိုက်ဆန်နဲ့လို့ရ Mob justice လို့ပြောရပါဘူးဟုတ်တယ် Mob justice တတ်တတ်ပဲဖြစ်တယ်လို့ဆုံးပါးကပြင်းပြင်းထန်ထန်ဝေဖန်ထားတယ်တိုင်းပြည်ကိုတိဆောက်ချင်တယ်ဆိုရင်အသိပညာတပညာရှင်တွေကိုတံပိုးထားရမှာမဟုတ်လားဒီလူရကအဲ့ဒီချစ်ကမှုကိုပါစန့်ကျင်နေတယ်လို့ပဲအဲ့ဒီချစ်ကိုလည်းအလေးနဲ့ထောက်ပြထားတယ်ပညာရက်တွေကိုတံပိုးမထားပဲဖြစ်နေတာချင်းချောက်ကဟာ ိုင်းပြည်ရဲ့အနာဂတ်ကိုကိုယ်လက်နဲ့ကိုဖျက်ဆီးနေတာနဲ့အတူတူပဲလို့ဆိုပါတယ်။ဒါဟာတိုင်းပြည်ကိုပျက်စီးရလမ်းပေါ်တွန်းပို့နေတဲ့လောက်ရဖြစ်တယ်လို့အတိအလင်းရေးထားတယ်။ကောင်းပြီ။အဖြစ်အပျက်ရဲ့အသေးစိတ်ဥပဒေပိုင်းနဲ့တွေးခေါ်ပိုင်းဆိုင်ရာတုံးသက်ချက်တွေကို ကျမတို့ဆွေးနွေးပြီးပြီ။အရေးကြီးဆုံးကတော့ပြည်သူလူထုပဲ။ဒီဖြစ်ရကိုလူတွေကဘယ်လိုတုံ့ပြန်ခဲ့ကြလဲ။လူမှုကွန်ရက်ပေါ်ကမှတ်ချက်တွေဟာ ပြည်သူရဲ့တမောထားကိုထင်ဟပ်စေတဲ့မှန်တချက်လိုပဲလီဟုတ်ပါတယ်ရရှိထားတဲ့မှတ်ချက်တွေအရလူလူရဲ့တုံ့ပြန်မှုကတော်တော်လေးကျယ်ပြန်ပြီးများစုကတော့ဒီလောက်ရွက်ကိုအပြင်းအထန်ရှုတ်ချကြတာတွေ့ရတယ်အများဆုံးတွေ့ရတဲ့မိခွန်းကတော့ဒါလားပြည်သူကကွယ်ရေးဆိုတာဆိုတဲ့မိခွန်းပဲဒါကသူတို့ရဲ့မျောလင့်ချက်နဲ့လက်တွေ့ကြကွာဟချက်ကထုတ်ပြနေတာပေါ့ဟုတ်ပါတယ်ညာစကားပေါင်းနေနဲ့နိုင်ရှင်ထားတာလည်းတွေးမိတယ် ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားတဲ့စိုးနေပါလားဆိုတာမျိုးပေါ့ဒီစကားပုံကအခုအချိန်နေနဲ့ပတ်သက်ပြီးသူတို့ဘလောက်တောင်ခံစားရလဲဆိုတာကိုဖော်ပြနေတယ်။နာကျင်မှုရောစိတ်ပြက်မှုပါအကုန်ပါတယ်။အဲဒီလိုကင်းစားချက်မျိုးကိုထင်ဟဆတဲ့နောက်ထပ်မှတ်ချက်တွေလည်းအများကြီးပဲ။ဥပမာအာနာရှင်ကိုတော်လန်ရင်းအာနာရှင်ဖြစ်လာကြပါလားဆိုတဲ့မှတ်ချက်မျိုးကတော်လန်ရေးလေလမ်းကြောင်းအပေါ်စိုးရိမ်မှုကိုပြနေတယ်။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာက တုံ့ပြန်မှုတွေအားလုံးကတပုံစံနဲ့မဟုတ်ဘူးဟုတ်တယ်အဲ့ဒီအချက်ကိုကျွန်မလည်းသတိထားမိတယ်တဖက်မှာဆီယဝန်တို့ဆန္ဒတဲ့အမိအနီရှိတယ်ဆီရီယမ်လုံမိတာနောင်တရနေမှာတေချာတယ်ဆိုပြီးသူဘကရက်တီပေးတယ်မချက်တီးဖို့ဒါပေမဲ့တဖက်မှာတော့အင်မတန်ခါတီးတဲ့တုံ့ပြန်မှုမျိုးလေးရှိနေတယ်ကိုစိုက်တဲ့အပင်ကိုဘာသာ စားပေးတော့ဆိုတာမျိုးလေအဲ့ဒီလိုကွဲပြားတဲ့တုံ့ပြန်မှုတွေဟာပိုပြီးနှဆိုင်တဲ့အဓိပ္ပာယ်ကိုဆောင်တယ်ပရမချက်ကပြည်သူတွေရဲ့ယုံကြည်မှုအပေါ်ဘလောက်ကြီးခိုက်သွားလဲဆိုတာကိုပြတယ် လင်းနကိုင်းရဲ့ဖွေးတည်းရဲ့လုံရက်အပေါ်မိကွန်းထုံမှုတွေတန်တရားတွေစိတ်ပြတ်မှုတွေတိတိတသားမြင့်တက်လာတာကိုဒီမချက်တွေကသက်တည်ပြနေတယ်။ဒါတော်လန်ရစ်တစ်ခုအတွက်အန်ဒရယ်အကြီးဆုံးရာပဲယုံကြည်မှု ပြိုလဲခြင်းမို့ဟုတ်ပါတယ်။ဒုတိယအချက်ကတော့အဲ့ဒီကိုစိုက်တဲ့အပင်ကိုစားဆိုတဲ့မချက်မျိုးကဘာကိုပြနေတာလဲ။ဒုတိယချက်ကတော့လူထုရဲ့စိတ်ပိုင်းဆိုင်ရာပြင်ပန်းနှွေးနေမှုနဲ့အကွဲအပြဲတွေကိုပြနေတာ။ အဖြစ်ပြက်တစ်ခုအပေါ်မှာဘယ်သူဘက်ကရက်တရားမှမသိအောင်ရှုပ်ထွေးသွားပြီးအားလုံးကိုစိတ်ကုံသွားတဲ့အခြေအနေမျိုးပေါ့ဒါကပြိပခကြားရှည်လာတဲ့အခါဖြစ်တတ်တဲ့လူမှုအတိုင်းဝန်းရဲ့စိတ်တန်ရာတစ်ခုပဲဟုတ်တယ်ဗောတဲ့ဖြင့်ဒီလိုဖြစ်ရက်တွေကတော်လန်ရစ်အင်အားစုတချို့ရဲ့ဘုံရစ်ကို နိုင်ငံတကာအလဲမှာပါကြားစင်စေတယ်ဆောင်းပါးမှာတတိပေးထားသလိုပဲဒါဟာလက်နက်ကင် အကြံဖတ်မှုဆိုတဲ့ခေါင်းစဉ်အောက်ကို အလွဲတကူရောက်သွားစေနိုင်တဲ့အန်ဒီရဲ့ရှိတယ်ဟုတ်ပါသည် အရင်အမြင်တွေ့အားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါဒီဖြစ်စင်းကနေကျမတို့ဘလို့သင်ခန်းစာယူဆရာစင်ကျင်ဆရာတွေတွေ့နိုင်မလဲသုံးသက်ချက်ဆောင်ပါကဒီကိစ္စကိုဘလို့နှီးကုန်းချုပ်ထားပါတယ်ဆောင်ပါရဲ့နှီးကုန်းချုပ်ကအမကန်မှတ်သားစရာကောင်းပါတယ်သူကပုဒ်တာဆုံးမတွေကိုကိုကားပြီးတတိပေးထားတယ်အာနာနဲ့လက်နဲ့ကိုတုံးပြီး အပြစ်မဲ့သူ ကိုပေါ်ဂျေဇုရှိသူကိုနှိပ်စက်တာဟာမကောင်းမှုကံပါပကံဖြစ်တယ်လို့ဆိုတယ် ပြီးတော့အဲ့ဒီအကုသို့ကံရဲ့အကျိုးဆက်ကိုကျူးလွန်သူတွေမလွဲမထွေတနေ့မှပြန်ခန်းစားရမှာပဲလို့ပြောထားတယ်။ဓမ္မဒေသနာရီနဲ့ချိတ်ဆက်သည့်ကျင့်ဝတ်ပိုင်းဆိုင်ရာတတိပိချက်တစ်ခုပေးထားတာပေါ့။ဟုတ်ပါတယ်။မကောင်းမှုပြုသူတွေဤလောက၌လည်းပူပန်ရာဤဓမ္မလွန်၌လည်းပူပန်ရာဤဆိုတဲ့ဒေသနာတို့ကို ကိုးကားထားတယ်။အထူးသဖြင့်တီလာဝဇာတို့ကိုညွှန်းဆိုထားတာကစိတ်ဝင်စားဖို့ကောင်းတယ်။လူနာ အထက်ကိုကဲနေတဲ့ဆရာဝန်တို့လို့ သူတို့ကောင်းကိုဖျက်မာတာဟာတခြားသူကိုဖျက်ဆီးတာမဟုတ်ပဲမိမိကိုယ်ကိုဖျက်ဆီးရာဖျက်ဆီးကြောင်ဖန်တီးနေတာနဲ့အတူတူပဲလို့သတိပေးထားတယ်။ဒါဆိုရင်ဒီဆောင်မကပေးချင်တဲ့အဓိကသတင်းစကားကရှင်းလင်းပြသတယ်လို့ဆိုနိုင်မလား။အမတန်ရှင်းလင်းပါတယ်။စေကုသပေးနေတဲ့ဆရာဝန်တဦးကိုဖမ်းဆီးတာချင်းချောက်တာဟာတော်လင်ရေးမဟုတ်ဘူး။ဒါဟာတံပီနဲ့လူတို့ကိုဖျက်ဆီးရရောက်တဲ့လောက်ရဖြစ်တယ်။ဒီလိုအမားတွေကိုမပြုတ်ပြင်ဘူးဆိုရင်တောင်းဝန်ယူမှုတောင်းဝန်ခံမှုမရှိဘူးဆိုရင် ဒီမကောင်းမှုတွေရဲ့အကျိုးဆက်တွေဟာနောက်ဆုံးမှာကျူးလွန်သူတွေရှိကိုပဲပြန်လဲတက်ရောက်လာလိမ့်မယ်ဆိုပြီးပြက်ပြက်သားသားနေကုန်ချူထားပါတယ်။ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်မင်းကင်းမြို့နယ်ကဖျက်လေတစ်ခုကနေတော်လန်ရဲရဲ့ကျင့်ဝဲဥပဒေစိုးမိုးမှုရဲ့အတိတ်ပြည်ပြည်သူယုံကြည်မှုရဲ့တန်မှုနဲ့လူသားဆန်မှုရဲ့အရေးပါပုံအဖြစ်ကျယ်ပြန့်ကျက်တင်ခန်းစာတွေအများကြီးကိုတွေ့မြင်ခဲ့ရပါတယ်။ဟုတ်ပါတယ်။ဒီအချက်လက်တွေကနေဆက်ပြီးစဉ်းစားစရာအတွေ့အကြုံခြံထားခဲ့ခြင်းပါတယ်။လက်နက်ကင်အဖွဲ့အစည်းတစ်ခုအတွက် ပြည်သူကိုအကားကွယ်ပေးသူနဲ့ပြည်သူကို ဖြိနှိပ်သူကြကစီးကအယံကိုပါလွာပါတယ်။အဲ့ဒီစီးကိုမကြော်မိအောင်ထိန်းချုပ်ပေးနိုင်တာဟာလက်နဲ့မဟုတ်ပဲသူတို့ကိုင်ဆွဲထားတဲ့ကျင့်ဝတ်နဲ့စီးခန့်နေပါပဲ။ဟုတ်ကဲ့။တော်လန်ရဲတစ်ခုရဲ့ကြားဝင်မှုနဲ့အောင်မြင်မှုဆိုတာလက်နဲ့အင်အားတစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူး။ပြည်သူလူထုရဲ့နှလုံးသားနဲ့ယုံကြည်မှုကိုဘလောက်ထိရယူနိုင်တယ်လဲဆိုတဲ့အပေါ်မှာပဲအဓိကမူတည်နေတယ်ဆိုတာကိုဒီဖြစ်ရက်ကမိမောင်းထိုးပြနေတယ်လို့ပါပဲ။